သည့်အခြေအနေတည်ပေးချက်2025ခုနှစ်ဇွန်လ9ရက်ယနေ့မြန်မာစံတော်ချိန်ည8:00နာရီချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရလာမည့်ဇွန်လ17ရက်နေ့တွင်မြမပင်လေပြင်းမြို့ဝကျုံပေါ်အနီးလေဖိအားနည်းစဲတစ်ခု ဖြစ်ပေါ်လာနိုင်ပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်လေဖိအားနည်းစဲသည် အနောက်မြောက်ဘက်သို့ရွှေ့ရှားကာဇွန်လ23ရက်နေ့တွင် င်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းရင်းနှင့်ဆက်ဆက်နေသောဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရဝန်းအဖြစ်သို့အားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်မြမပင်လယ်ပြင်အပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါဖြစ်ပေါ်လာနိုင်သည့်လေဖိအားနည်းရဝန်း၏အချိန်ကြောင့်မုတ်တုံလေးအားကောင်းရာမှအားလွန်ကောင်းလာနိုင်သည့်အတွက်ဇွန်လ17ရက်နေ့မှဇွန်လ29ရက်နေ့အတွင်းမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်၎င်း ရန်ဖန်ရန်ခါမိုးတက်လေပြင်းများကြောက်ပြီးလှိုင်းတင်းတင်းမှလှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကြစဉ်မြေပြင်ရေပြင်လေသည်တနာရီလျင်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်မှမြမကန်ယူရန်တလျှောက်နှင့်ကန်းလွန်ပင်လေပြင်းတို့တွင်ငါးပေမှ10နှစ်ပေခန့်ရှိနိုင်ပါသည်မြမနိုင်ငံအပေါ်အကျိုးတက်ရောက်နိုင်မှု အဆိုပါဖြစ်ပေါ်လာနိုင်သည့်လေပြင်းအားနည်းရဝင်း၏အချိန်ကြောင့်မုတ်တုံလေအားကောင်းရာမှ အလွန်ကောင်းလာနိုင်သည့်အတွက်ဇွန်လ17ရက်နေ့မှဇွန်လ18ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်မြခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်မိုးထစ်ချုံရွာပြီး နေရာကွဲ၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။